မိုးချိုးစပြုတ်နေခဲ့ပါပြီရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာခီးတဲ့တင်ရင် expect ကားကြီးတစီးကတဟုန်ထိုးမောင်းနေနေပါတယ်ကားပေါ်မှာခီးတဲ့အပြည့်နေပါပါခဲ့ပါတယ်ကျွန်တော်ကတော့ရင်မောင်းကိုစိုးကြီးရဲ့ရင်နောက်လိုက်ကိုပေါက်စာပါအသက်19နှစ်သားရှိသေးပေမဲ့ဒီကားလောကရဲ့ရောက်တာဟာ3နှစ်နေပါရှိခဲ့ပါပြီ။ည9နာရီလောက်မှာတော့135မိုင်မှရှိတဲ့အင်းရကန်စားတောက်ဆိုင်မှာခိတရရနားပြီးတော့ခရီးတွေညစာစားကြပါရတယ်။ကျွန်တော်နဲ့ကိုစိုးကြီးကလည်းထမင်းကြော်တပွဲစီစားပြီးတော့ကားပေါ်ပြန်တက်ခဲ့ကြပါရတယ်။ဟိယပေါ့စာခရီးတွေစေအောင်ဟာဟုတ်ကဲ့ပါဆရာ။ ကျွန်တော်ကလည်းလက်မှတ်စင်စာအုပ်ကင်ပြီးတော့တယောက်ချင်းစီလိုက်စစ်ပါတယ်အားလုံးစုံပါတယ်ဒါပေမဲ့လည်းကားရဲ့နောက်ဆုံးနဲ့တောင်ဆုံးကုန်မှာခရီးသည်တယောက်တိုးလာတာကိုကျွန်တော်သတိထားလိုက်မိပါတယ်အသက်90အရွယ်လောက်ပါပင်ပင်ရှိရှိမျက်နှာကြပုံမျက်လုံးတွေကချိုင်းဝင်နေပြီးတော့ဖြူဖြော့နေပါတယ်သူဝတ်ထားတဲ့အင်ကြီးလက်ရှိနဲ့ပစိုးကလည်းဖြူစွတ်နေပါတယ်ဟုတ်လေလက်မှတ်ဝယ်ထားလားဗျာသူခေါင်းတစ်ချက်ငိမ့်ပြပါတယ်ပြီးတဲ့နောက်မှာတော့သူအင်ကြီးအိတ်ကတ်တွေကခောက်ထားတဲ့ငွေဆက်ကူအဟောင်းလေးတစ်ရွက်ကိုထုတ်ပေးပါတယ်ကျွန်တော်ယူကြည့်လိုက်တော့တထောင်နဲ့အဟောင်းလေးတစ်ရွက်ပါဟုတ်လေဒါလက်မှတ်မဟုတ်ဘူးလေဗျာ ဗမဝယ်ထားလဲသူကကားပြင်ဘက်ကိုလက်ညှိုးထိုးပြပါတယ်အဲ့ဒီနေရာမှာဘာမှရှိမနေပါဘူးမှောင်မဲနေတဲ့တောဦးကြီးသားရှိပါတယ်ကျွန်တော်စိတ်ကူထဲမှာထူးဆန်းသွားပေမဲ့လူကြီးတယောက်ဖြစ်နေတာကြောင့်ကိုစိုးကြီးကိုတော့ပြပြလိုက်ပါတယ်ဆရာနောက်ဆုံးမှလူတယောက်ပို့နေရဲ့ဗျလက်မှတ်လည်းမရှိဘူးကိုစိုးကြီးကကားနောက်ကြည့်မှန်နေတဲ့စင်လမ်းကြည့်လိုက်ပြီးတော့အေးထားလိုက်ပါကွာလမ်းကြုံလိုက်ချင်းလို့နေမှာပေါ့ပတ်စံပဲယူထားလိုက်ကွာအဲ့ဒီနောက်မှာတော့ကျွန်တော်ကလည်းထိုလူကြီးထံကိုပြန်သွားလိုက်ပြီးတော့ဦးလေဗမာစင်းမှလည်းဗျအဲ့လိုမျိုးတော့သူကရှင်နာအတုတ်တန်မှဆိုပြီးတော့တူတူလေးပြန်ဖြေပါတယ် ူ့တန်ကလေထဲမှာတိုးဝင်ပြောက်ွက်သွားတယ်လို့မျိုးပါကျွန်တော်ကြက်သိန်းနေထားသွားခဲ့ပါတယ်တုတ်တန်ဆိုတာကဒီလမ်းပေါ်မှာမရှိပါဘူးကျွန်တော်လည်းထိုင်ကုန်လွတ်တခုံမှာဝင်ထိုင်ရင်းနဲ့သူ့ကိုမတိမတာအကဲခတ်နေမိပါတယ်သူကတော့ဗရင်းဘောက်ကနေအပြင်ဘက်ကိုသာငေးကြည့်နေပါတယ်ကားဟာမိုင်းတိုင်း200ကျော်ကိုရောက်လာခဲ့ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေပြီးတော့ကားမောင်းတန်ကလွဲပြီးတော့ဘာသမ်းမှလည်းကြားမနေရပါဘူးအဲဒီအချိန်မှာပဲရုတ်တရက်ရက်ပေးပါရက်ပေးပါဒီမှာပဲဆင်းမယ်အဲဒီလူကြီးရဲ့အတန်ဖြစ်ပါတယ်ထိုလ်လူရဲ့အတန်ဆွဆွားနဲ့မတူဘဲနဲ့ဆူးရှနေပါတယ် ိုဆိုးကြီးကလည်းလန့်ပြီးတော့ကားကို brake ထုတ်လိုက်ပါတယ်ဒီနေရာကြီးမှာဘယ်သွားမလို့လဲဗျာကားဆက်ပဲကကိုတိုးနိုင်ရမေးလိုက်တာပါထိုနေရာဟာတောလေကောင်လို့ဖြစ်နေပြီးတော့ဘာမှလည်းရှိမနေပါဘူးငါ့အိမ်ကဒီမှာပြပြဆွဆွနဲ့အဲ့ဒီလူကြီးကကားတကားစီကိုရှောက်သွားခဲ့ပါတယ်သူလမ်းလျှောက်ပုံကခြေောက်ကိုတရွတ်တိုက်ဆွဲပြီးရှောက်နေတယ်လို့ပါပဲကားတကားဖွင့်မေးလိုက်တာနဲ့ပဲသူကအမောင်တူတဲကိုဆင်းသွားခဲ့ပါတယ်သူစင်းသွားတာနဲ့ပဲကားထဲမှာအလွန်ဆိုးဝါးလာတဲ့ပုတ်ရဲအနံ့အိတခုကလွမ်းခြုံသွားခဲ့ပါတယ်။ခရီးသည်တွေလည်းနှာခေါင်းပိတ်ထားကြရပါတယ်။ဘာနဲ့အိလဲကွာနံလိုက်တာ။ကိုစိုးကြီးကညင်းညူရင်းနဲ့ကားကိုပြန်မောင်းထွက်ခဲ့ပါတယ်။ ကျွန်တော်ကတော့သူစင်းသွားရအမောင်တူတဲ့ကိုလမ်းကြည့်လိုက်မိပါတယ်။အဲဒီခါမှာကျွန်တော်တကူလုံးတုံတက်သွားခဲ့ပါတယ်။အမောင်တူရဲ့မှာအဲ့လူကြီးရဲ့ပုံရိပ်ကတဖြည်းဖြည်းပြောက်ွက်သွားတာမဟုတ်ဘဲနဲ့မြေကြီးတဲ့ကိုတဖြည်းဖြည်းနစ်ဝင်သွားခြင်းဖြစ်ပါတယ်။သူ့မျက်လုံးတွေကနောက်ဆုံးအချိန်ထိကားရှိရာကိုစိုက်ကြည့်နေခဲ့ပါတယ်။အေးဆက်ဆက်အညိုကြီးစွာနဲ့ပါ။နောက်နေ့မနက်မန္တလေးရောက်တော့ဒီဖြစ်ပျက်ကိုဂိမ်မူးကိုပြောပြပြခဲ့ကြပါတယ်။ဂိမ်မူးဦးကျော်ကတော့မျက်နှာပြတ်သွားပြီးတော့လွန်ခဲ့တဲ့တပတ်တုန်းကအဲ့ဒီမိုင်းတိုင်းနေရာနားမှာလူတစ်ယောက်ကားတိုက်ခံရပြီးတော့ပွဲချင်းပြီးတေသွားတယ်ကွာ။အလောင်းကိုဘယ်သူမှလာမထုတ်လို့အနီးနားတုတ်တံမှာပဲမြုပ်လိုက်ရတယ်။ မင်းတို့တွေ့ခဲ့တာသူပဲဖြစ်လိမ့်မယ်အဲဒီစကားကိုကြားပြီးတော့ကျွန်တော်နဲ့ကိုစိုးကြီးတို့ကအတော်လေးတုံလို့ခြောက်ချသွားခဲ့ရပါတယ်ထိုနေ့ကနေစပြီးတော့ညကားမောင်းရမယ်ဆိုရင်တော့ကျွန်တော်တို့ရင်ထဲမှာထိတ်လန့်မှုဟာအမြဲဆွဲကြံနေပါတော့တယ်အမြန်လမ်းမကြီးရဲ့အမောင်တူထဲမှာနောက်ဆုံးခီးတဲ့တရားဖြစ်သူအမြဲလိုက်ပါနေမလားဆိုပြီးတော့တွေးမိတိုင်းချက်သိမ်းမွေးညင်းနေတောင်ထောင်ထလာရစမြဲပါပဲဇလန်းလေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာနော်